မင်္ဂလာပါဒီနေ့ကတော့ခလေးမွေးထားတာအဲ day 6ပေါ့နော်မွေးတဲ့နေ့နဲ့ပါရှိမယ်ဆိုလို့ရှိရင်6ရက်မြောက်တဲ့နေ့ပါရှင်နေကောင်းပြီလားဆိုရင်တော့နေရကောင်းပါတယ်ဒါပေမဲ့အရန်နာပါလိမ့်ရှင်ခွဲမွေးတာဆိုတော့လေခွဲမွေးတာဆိုတော့ဒီပထမတစ်ခေါက်ကလည်းခွဲမွေးတယ်အခုလည်းခွဲမွေးတာဆိုတော့อืมနှစ်ဆပူနိုင်ပြောရမလားအဲ့ဒီချုပ်ယူဖို့ ပြန်ပြီးတော့ခွဲတာဆိုတော့လေတော်တော်လေးနာတယ်ပြီးတော့အလိုအခုကဘိုက်စီဘိုက်ပူမှလဲကြောက်တော့ဘိုက်စီလည်းစီးရတယ်ပြီးတော့ကိုကိုကိုလက်တမ်းမကြီးတော်တော်ဂူးဆိုင်ရတယ်ဟိုဖောတာတွေပါရောင်တာတွေတော့မရှိဘူးเนาะဒါပေမဲ့ညဘက်ကျလို့ရှင်အလိုအိတ်ရေးပြက်နာပြီးတော့လေအိတ်နာရေးပါထသွားခြင်းလို့ရှင်ထထိုင်ရကြလို့ရှင်အရန်နာနာတဲ့ခါကျတော့အိတ်ရေးပြက်တာတွေပါတော့ရှိရဲ့ ရုပ်ကောက်ကြည့်တာအေးပြက်အေးပြက်နေတဲ့ရုပ်ပေါ့နော်ကလေးမွေးတဲ့ဟိုအတွေ့အကြုံလေးတွေပေါ့နော်ပျော့ပြတ်ချင်ပါတယ်အဲပထမတစ်ခေါက်ထပ်ပို့ပြီးတော့စိတ်လှုပ်ရှားရတယ်အခုတစ်ခေါက်ကလေတော်တော်စိတ်လှုပ်ရှားရတယ်ဒါပေမဲ့ခွဲခန်းလေးကိုဝင်မဝင်ခင်ချိန်တိကျတော်တော်စိတ်လှုပ်ရှားတယ်အဲကလေးအထဲထဲရောက်သွားတဲ့ခါကျတော့ကလေးလေးတွေးရတော့မယ်ဆိုရဲစိတ်နဲ့ အရင်လောက်တော့ဟိုစိတ်လှုပ်ရှားမှုမရှိတော့ဘောနော်ပျော်ပျော်ရွှင်ရွှင်ပဲကလေးမွေးခဲ့ပါတယ်ကျမကြီးကတော့ကောက်ပါတယ်အရင်တစ်ခေါက်ကဆိုရင်အဲကလေးမွေးပြည့်အချိန်မှာအရန်ဖျားရနာရှိရပါဘောနော်အခုကဖျားရနာလုံးဝမရှိဘူးဒါပေမဲ့နာတာကတော့တော်တော်လေးနာတယ်အရန်ထပ်ပူနာတယ်ဘောနော်အဲနာတဲ့ဝေဒနာကိုခံရတာလေးပဲရှိရကိုကျမကြီးလည်းကိုကြီးစိတ်ပါတယ် ခလေးလေးလည်းရန်ချစ်စရာကောင်းပါလေအာဒါရမှာပုံနေလက်မတင်ဖြစ်ဘူးဆိုတာပေါ့နော်အဲ့လိုအလားတွေလည်းပြင်ချင်တဲ့စိတ်တွေလည်းမရှိဘူးတပ်ပုံနဲ့တစ်တော့ရိုက်ချင်တဲ့စိတ်လည်းမရှိပေါ့နော်အဲအကြောင်းဘာမှမတင်တာပါအဲဒီမှာကိုအဲ့လိုစိတ်ပူပေးပြီးတော့အမြဲတမ်းအားပေးကြတဲ့အတွက်ဆုတောင်းပေးကြတဲ့အတွက်လည်းအားလုံးကျေးဇူးအများကြီးတင်ပါတယ်ရှင်